စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးများအတွက်ပတ်စဉ်တက်ကြနေညနေ6:00နာရီပိုင်းကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရောနမိတ်ပါနော်တေရောကခုနကချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်စနေသားသမီးတွေရဲ့ကံကြမ္မာကိုဖတ်ကြပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ကြားလာတဲ့နမိတ်လေးတွေရှိပါတယ်အဲ့ဒီနမိတ်လေးတွေကတော့နံပါတ်တွေကဓာနမိတ်ပါနော်ဓာနမိတ်မှာဆိုရင်တော့လေသိမ်းမောပေါ်မှာလူလင်တယောက်ကလေကိုပင်ပန်းကြီးတော်နဲ့လှော်ခတ်တာပေါ့လေပေါ်မှာ ဒါသားမီးလို့ထင်ရတဲ့လူသားနှစ်ဦးထိုင်နေတဲ့နမိတ်ဖြစ်တဲ့ရှေ့မှာဓာတ်တွေအစီရန်ထားတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။အဲ့တော့စနေသားလေးညဒီကလာမှာကို့အတွက်အလုံးမလုပ်ပါဘူး။သူများအတွက်ဒီပဲအချိန်လေးကုန်နေတာလို့သူများအတွက်လိုက်ပြီးတော့လုပ်ကိုင်းဆောင်ရွက်နေရတာလို့ဒါဝင်နေဝတရားတွေမလုပ်ကြမနဲ့လုပ်ရတာတွေမထမ်းဆောင်ကြမနဲ့ထမ်းဆောင်ရတာတွေအဲ့လိုမျိုးတွေများတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အလုပ်ထဲမှာဆိုရင်လည်းကို့ရဲ့အလုပ်ကမပြီးသေးဘူး။ တခြားသူရဲ့အလုတ်တာဝင်တွေကရောပြန်းပြီးတော့ထမ်းရွက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲတော့ပင်မမ်းမယ်ပေါ့နော်။စိတ်လည်းမောမယ်၊လူလည်းမောမယ်။နောက်ကိုပိုင်စည်းဝါးလုပ်ငန်းလုပ်ကန်နေတဲ့လူတွေဆိုရင်လည်းရှေ့ကိုမရောက်နိုင်ဘူးပေါ့။အာရှေ့ကိုခရီးမရောက်နိုင်ဘူး။နောက်တော့အကြံအသီးတွေလုပ်ငန်းတွေစိတ်ကူးတွေကိုအကောင့်ထဲပေါ်ဖို့ဆိုတဲ့နေရာကိုမရောက်နိုင်ဘူး။မရောက်ဘဲနဲ့ဒီပြဿနာဟောင်းတွေအခက်အခဲဟောင်းတွေစိတ်ညစ်စရာအောင်းတွေပဲတန်တရာလဲပြီးတော့အဲ့နေရာမှာပဲ အလုပ်တွေဟာချင်းကောတန်းကြနေတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းတွေအလုပ်ထွက်ခြင်းသိတွေပေါ်မယ်ကုမ္ပဏီဝန်ထမ်းတွေဆိုရင်အလုပ်ပြောင်းခြင်းသိတွေပေါ်မယ်အလုပ်ထွက်ခြင်းသိတွေပေါ်မယ်ကာကြမာနမိတ်ရဆိုရင်အလုပ်ထွက်လဲမထွက်ဖြစ်ပါဘူးပြောင်းလဲမပြောင်းဖြစ်ပါဘူးစိတ်မပါတဲ့အလုပ်တွေကိုပဲဆက်လက်ပြီးတော့လုပ်ကိုင်းနေရတတ်တဲ့ကာကြမာနမိတ်မျိုးဖြစ်ပါတယ်ဆောင်ဒီကရမလို့ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားအဲ့လိုမျိုးတွေးဝေနေတဲ့စဉ်းစားနေတဲ့ကိစ္စတွေရှိတဲ့ဆိုရင် ကိုကျိုးအတ္တလေးတွေကိုအနည်းငယ်ရှင်းန်းတင်ပြီးတော့ဒါလှုပ်ဆောင်တင်တယ်လို့အကြံဉာဏ်ပေးတင်ပါနံပါတ်1ကဆွေမျိုးသားချင်းနေနဲ့ပတ်သက်တဲ့နမိတ်ကကြတော့ကျဲပွင်းဆယ်ပွင်းဆိုတဲ့နမိတ်ပေါ့ကျဲပွင်းတွေကပန်းပွင့်တယ်လို့မှုပွင့်တယ်လို့ပြီးပွင့်နေတာပေါ့အဲတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်စိတ်ချမ်းသာမယ်ဆွေမျိုးသားချင်းနေနဲ့ပြန်လဲစုံစည်းရတတ်တယ်ဘွဲကွာနေတဲ့ဆွေမျိုးသားချင်းနေနဲ့ပြန်လဲပြီးတော့စုံစည်းရတာမျိုးတွေဖြစ်တယ် ကိုအနေနဲ့ဆွေမျိုးသားချင်းတွေကိုလောက်ကင်ဆောင်ရွက်ပေးခြင်းတဲ့ကိစ္စတွေရှိရင်လောက်ကင်ဆောင်ရွက်ပေးနိုင်မဲ့ကံတာတာမျိုးရှိတယ်။ဆွေမျိုးသားချင်းတွေထဲမှာအလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေကြုံမယ်ပေါ့နော်။လူမှုရေးနဲ့ပတ်သက်တဲ့ကံတာတာမှာကျတော့လက်မှန်ချတဲ့ကံကြမ္မာနမိတ်ကြတာပေါ့။အဲတော့လူမှုရေးအကြောင်းပြုပြီးတော့စိန်မောလူမောဖျားတတ်တယ်။လူမှုရေးကဏ္ဍတွေမှာငွေကုန်ကြီးကြများတတ်တယ်။လူမှုရေးတွေကိုစိတ်ကုံနာတို့ညင်းငွေတာတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်။ နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့ထူးထူးခြားခြားအခက်အခဲကြားကနေပြီးတော့ပြန်လဲပြီးတော့အဆင်ပြေသွားနိုင်တာပေါ့ရစရာကြီးတဲ့ငွေတွေမရဘူးဖြစ်နေတယ်ရုပ်တရက်ပြန်လဲပြီးတော့ရရှိတယ်ပေးစရာကြီးတဲ့ငွေတွေမပေးနိုင်ဘူးဖြစ်နေတယ်ပြန်ပြီးတော့ပေးဆက်နိုင်တယ်ငွေချေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပြီးတော့ပျော်ရွှင်ရမယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ပူပန်သောကရောက်နေတဲ့သူတွေလည်းပဲရုပ်တရက်မမျှော်လင့်မနဲ့လက်မတင်လေးအဆင်ပြေသွားနိုင်တဲ့ကံတရာမျိုးတွေရှိတယ်ကျမကြီးကတော့မေရိုကြီးနမိတ်ကြတယ်မေရိုကြီးဆိုတာကံတရာကောင်းတာပေါ့ ဆိုတော့ကျမကြီးနဲ့ပတ်သက်ရင်ဆိုးဆိုးရွားရွားအញ្ញံခိုက်တယ်မရှိဘူး။နောက်ကျမကြီးကန်တာကောင်းတာပေါ့နော်တော်တော်လေးကောင်းပါလေ။ကျမကြီးညံ့နေတဲ့လူတွေဆိုရင်တော့မိခင်တွေအမတွေအတော်တွေရဲ့ကုညီပံ့ပိုးပေးမှုကိုရတတ်ပါလေ။နောက်ပညာရေးကဏ္ဍမှာကျတော့ကျယ်ဝင်လေးဝင်ရတယ်။ကျယ်ဝင်လေးဝင်ဆိုတော့အောင်မြင်မှုတွေကိုတိမ့်ပိုင်နိုင်တာပေါ့။ပညာရေးကဏ္ဍတွေကောင်းတယ်။အဲကြိုးစားအထုတ်ပြီးအောင်မြင်မှုရမယ်ပေါ့။နောက်ချိန်အောင်ရတဲ့ပတ်သက်တဲ့ကဏ္ဍမှာကျတော့မမျှော်လင့်မနဲ့အတိုက်ခံတွေဖြစ်တတ်တယ်။ စကားအခြေအနေများစရာလေးတွေကြုံရတတ်တယ်တယောက်နဲ့တယောက်ဆွဆွဲပြောဆိုပုတ်ခတ်ခြင်းတွေကြုံရတတ်ပါတယ်။ကြော်ချေးနိုင်တဲ့ပတ်သက်ရင်တော့ဗျာဒလန်တန်လန်ဖြစ်ပြီးတော့အိမ်မှာနေခြင်းသိမရှိအိမ်ကနေထွက်သွားခြင်းတဲ့အသည့်စိတ်ညစ်ရတတ်ပါတယ်။အဲ့တော့ဒီကတော့မှစနေသားသမီးကိုအကြံဉာဏ်ပေးနေတာတော့ကိုကျိုးအပ်တာအတွက်လုံတင်တယ်။နော်အဲ့ဒါလေးတွေပို့ပြီးတော့ဦးစားပေးတင်တာပါပဲ။စနေသားသမီးတွေအတွက်အကျိုးပေးတယ်၊ကံကောင်းတဲ့အရာအောင်ရှိပါတယ်။နံပါတ်၁ကကျွန်တော်တို့ အဖြူရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်။စနေသားသမီးတွေတော့အကျိုးပေးတဲ့ကနန်းဆိုရင်တော့နှစ်ကနန်း၆ကနန်းဖြစ်ပါလေ။စနေသားသမီးတွေအတွက်ကျွန်တော်တို့ကန်ကောင်းတဲ့ရေရာလေးကတော့သူကနှစ်အစား၆အစုံဆိုတော့ကော်ဖီရဲ့တည်တည်၆မျိုးရဲ့ဖျားကိုကတ်လုပြီးတော့ဆူတောင်းပါနော်။မကောင်းတဲ့ကန်တာတာအညံ့ကတ်ပြီးပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသေးမှာဖြစ်ပါလေ။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများ အာဗေဒီမေးကျင်တာအဆောင်ရေတရားပစ္စည်းတွေမှာယူကျင်တာတခုခုပေါ့နော်အကြောင်းရှိတယ်ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းနဲ့ကျွန်တော်ဟိုဆက်သွယ်ကျင်နေဆိုရင်တော့ခုနကပြောတယ်3969 2002ဆိုတဲ့နံပါတ်ရဲ့3969နဲ့3905လုံးခုနဲ့ဆိုတဲ့နံပါတ်တွေကိုဆက်သွယ်နိုင်ပါတယ်ကိုယ်တိုင်ဗေဒင်းတင်ကျင်နေနော်ကိုယ်တိုင်ဗေဒင်းနေတက်ကျင်နေလက္ခဏာပညာရည်တွေတက်မြောက်ကျင်နေတဲတော့ဆိုတဲ့ပညာရည်တွေကိုသင်ယူတက်မြောက်ကျင်နေ ဝါဒနာပါရပါလို့တက်မြောက်ခြင်းတဲ့လူတွေလည်းရှိတယ်။သူတို့ဘေးရင်လက္ခဏာဂံမိရပညာတွေကိုစနစ်တကျသင်ယူပြီးတော့ဘေးရင်ဆရာဘဝတစ်ခုယက်တည်ပြီးတော့မိသားစုကိုကောင်းစွာအသက်မွေးဝမ်းကြောင်းပြုပြီးတော့ယက်တည်ခြင်းတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်။ကျွန်တော်တို့အယူရောမင်္ဂလာခြံကနေပြီးတော့ဖွင့်လှစ်တဲ့သင်တန်းနေပေါ့။သင်တန်းနေဆိုရင်တရက်နေ့တိုင်းသင်တန်းရှိပါတယ်။တရက်နေ့12နာရီလောက်ရောက်လာတာပေါ့နော်။ရက်ွက်ထောက်ကန်သာရက်စကန်ထောက်ကန်သာနှစ်ခုယူလာခဲ့ရတယ်။ရှေ့ရတာ ဖီလင်းလက္ခဏာတင်တဲ့နေပေါ့အခြေခံအဆင့်ပြီးရင်ကျွန်တော်တို့မွန်မန်လို့ခေါ်တဲ့အဲအဆင့်လေးနောက်တစ်ခုအဆင့်မြင့်တန်းလေးအဲ့လိုမျိုးစနစ်တကျလာရောက်ပြီးတော့တင်ယူနိုင်ပါတယ်စာဝတ်နေရေးအတွက်ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကတာဝန်ယူမှာပါနောက်တင်နန်းကြီးပါကြီးနာကြီးလည်းတပြားတစ်ချက်မှပေးစရာမလိုပဲနဲ့ပညာဒါနတင်ပြီးတဲ့တင်နန်းလေးဖြစ်ပါတယ်။အဲတော့အခြေခံအဆင့်အနေပြီးတော့စနစ်တကျစနစ်တကျတင်ကြပြီးတော့ဒါတော့ဘေးရင်ပညာရတစ်ခုနဲ့ကောင်းစွာရည်တည်နိုင်တဲ့အထိကျွန်တော်တို့ကလက်တွဲပြီးတော့ ကူညီပေးဆောင်သွားမှာဖြစ်ပါတယ်အဲ့တော့ဘေးရင်တင်နေတဲ့သူတွေကျွန်တော်တို့ယူတော်မင်္ဂလာချန်ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့တင်နန်းလာတက်နိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးအပေါင်းလည်းကိုယ်ကြီးကျမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလူရဆန္ဒတလုံးတစ်ပါးလည်းရရှိနိုင်ကြပါစေကျန်တဲ့အောင်ဆောင်နိုင်မြကြပါစေလို့ယူတော်မင်္ဂလာချန်ရဲ့ဘောဓိဓမ္မစာကြည့်တိုက်ကနေပြီးတော့ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်ယူရောမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်နံပါတ်1ကတော့ ကျွန်တော်တို့အယူတော်မင်္ဂလာချမ်းကိုဗုဒ္ဓဦးနေရလွဲပြီးတော့ကျန်တဲ့ရက်ဒီမှာပိတ်ရက်မကြီးဖွင့်ပါတယ်။မြေသူမဆိုကျွန်တော်တို့အယူတော်မင်္ဂလာချမ်းမှာလာရောက်ပြီးတော့အာအခမဲ့မေတ္တာနဲ့ခြေပေးတဲ့ရည်ရည်တွေကိုလာရောက်ပြီးတော့ခြေနိုင်ပါတယ်နော်။ဒီလိုသူတွေအားဆိုရင်တော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုအကြောင်းအမျိုးမျိုးနဲ့မလာရောက်နိုင်တဲ့သူတွေလည်းရှိပါတယ်။ရဝေးရသူတွေရှိတယ်၊နိုင်ငံခြားတိုင်းပြည်တွေကိုရောက်နေတယ်၊သူတွေရှိတယ်၊သူတို့မလာရောက်နိုင်တဲ့လူတွေကတော့ online က Viber နေပြီးတော့ဆက်သွယ်ပြီးတော့ဖြင်း Hotline တွေမှာနိုင်ပါတယ်။ 39296939လုံး9ဆိုတဲ့ဖုန်းနံပါတ်ရဲ့39996929ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့ဘီရင်ဟော့စလန်မှာနိုင်ပါတယ်เนาะချက်ချင်းဟော့စလန်ပြန်လဲပြေးဖို့တာမဟုတ်ပေမဲ့လဲအဲ3ရက်ကနေ5ရက်အတွင်းကျွန်တော်တို့ရက်ချင်းပြန်ပြီးတော့ပြေးပါတယ်။နောက်ဘာစရာကြီးမင်းသင်္ကာကြီးကြီးနေပြတော့ပြီးပေါ့ဆိုတဲ့ပတိလေးတွေအဆောင်လက်ပတ်လေးတွေလက်ဖွဲ့လေးတွေဖျောင်းနိုင်လေးတွေမာဂျင်နဲ့ဆိုရင်လဲအဲ့ဒီ Viber နံပါတ်ကနေမှာပါเนาะ နောက်တစ်ခုကတော့ကျွန်တော်တို့ကိုယ်တိုင်ဘေးရင်သင်ကျင်နေပေါ့နော်ဘေးရင်ပညာတွေနဲ့ရပ်တည်ကျင်နေဆိုရင်လည်းစနစ်တကျဘေးရင်ပညာရပ်ကိုကျွန်တော်တို့အခြေခံနေပြီးတော့အစင်မြင့်အခြေအနေတွေတိဘဝတစ်ခုရပ်တည်နိုင်တဲ့အထိသင်ကျင်နေဆိုရင်လည်းကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကလာစဉ်တရက်နေတိုင်းဖွင့်လှစ်နေတဲ့ဖွင့်နေကြဖြစ်တဲ့အခြေခံအစင်သင်တန်းတွေကိုလာရောက်ပြီးတော့တက်ရောက်နိုင်ပါတယ်စာဝတ်နေကြီးကုန်ကြတိမရှိပါဘူးသင်တန်းကြီးလည်းမရှိပါဘူး ်အပညာဒါနသင်ပေးတာဖြစ်ပါတယ်เนาะကျွန်တော်တို့အခြေခံဆင်းရနေပြီးတော့အဆင်မြင်တန်းနေနောက်တစ်ခုကအဆင်မြင်အထူးသင်တန်းတွေအထိဖြစ်အောင်ကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ကိုကြီးပန်ဖို့ပြီးတော့သင်ပြပေးသွားမှာဖြစ်ပါတယ်လက်တွဲသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့